မဲမင်္ဂလာပါဓမ္မတုတ္တမြဝေယအချင်းနဲ့ကနေပြန်လည်ကြိုဆိုပါတယ်ဓမ္မတုတ္တမြဝေယအချင်းနဲ့ဆိုလို့ရှိရင်ဓမ္မရေးရအဖျားဖျားတုတ္တရေးရအဖျားဖျားတွေကိုပုံမှန်မြဝေပေးနေပါတယ်ဒီကနေ့မြဝေပေးတော်မှာကတော့ဆရာတက္ကသိုလ်ရှင်သီရိရေးသားတဲ့နတ်ပြည်ရောလူသားတို့ရဲ့ဘဝအတွေ့အကြုံများဆိုတဲ့စာအုပ်ထဲပါတချို့ထုံးနှုတ်တင်ပြသွားမှာပဲဖြစ်ပါတယ် ရေဝတီဟာချောမောလာပါသူတူဖြစ်တယ်။သူဟာအိတ်ရှိမှာနေတဲ့နန္ဒီယာကိုအလွန်သဘောကျချစ်ခင်မြန်လို့သူဖြစ်တယ်။နန္ဒီယာနဲ့သူဟာစိတ်နေသဘောရာအဖြစ်ကစီနဲ့ရေမိုးနဲ့မြေပပကွာချလာတယ်။နန္ဒီယာကတရာတရားနဲ့ ြည့်စုံနေအမြဲပေးလူရက်တဲ့တန်ဃာတော်တွေကိုအမြဲလှုပ်ကြွေးနေတဲ့အလှရှင်တဦးဖြစ်တယ်။ရေဝတီကတော့နန္ဒီယာနဲ့ဆက်ကျင်ဘက်တရာတရားမရှိ လူကမ်းပေးတမ်းမှုကိုဝါသနာပါသူမဟုတ်ဘူး။နန္ဒီယာနဲ့ရေဝတီတို့ဟာမောင်နှမဝမ်းကွဲတော်ကြတယ်။မိဘတို့ကသူတို့နှစ်ဦးကို ပေးစားလိုကြတယ်။ နန္ဒီယာမိဘတို့ကယေဝဒီကိုချစ်ခင်မြန်လို့ကြတယ်။ယေဝဒီကလည်းနှစ်သက်တယ်။ဒါပေမဲ့နန္ဒီယာကယေဝဒီရဲ့အမှုအကျင့်တရားတရားမရှိတာကို တိတဲ့အတွက်မကြိုက်တဲ့အတွက်ရေဝတီကိုလက်ထပ်မယူလို့ဒီနေ့မှာနန္ဒီယရဲ့မိခင်ကရေဝတီကိုဒီလိုအကြံပြုကချစ်သမီးရေဝတီသင်ဟာငါတို့ရဲ့အိမ်ကိုယဟန်တန်ဃာများဆွန့်ခံခြင်းလာပါယဟန်တန်ဃာများ နေထိုင်ရာအရက်ကိုစိတ်ဆိုသောနှွားရီဖြင့်လိမ့်ကြံပြီးနေရာကိုခင်းပေးပါတပိတ်ချီတို့ကို ထားပေးပါယဟန်တန်ဃာများကြွလာတဲ့အခါယုတ်သေးစွာ ရှိခိုးပါတပိတ်ကိုလှမ်း၍ထိုင်စေပါ ရေစစ်နဲ့တောက်ရေကိုစစ်ပြီးဆွန်းဖုံးပေးပြီးတဲ့အခါရေကိုကတ်ပါပြီးရင်တပိတ်ကိုဆေးကြောပေးပါတင်းအီတို့ပြုတ်လုံရင်သားဟာတင့်ကိုနှစ်သက်ချစ်မြတ်လို့ပါလိမ့်မယ်ဆိုပြီးအကြံပေးတဲ့အခါရေဝတီကနန္ဒီယာနှစ်သက်မြတ်လို့အောင်နန္ဒီယာအမေပြောတဲ့အတိုင်းနန္ဒီယာရှေ့မှာရောမျက်ကွယ်မှာရော ပြုတ်လုံဆောင်ရွက်တယ်အဲ့လိုပြုတ်လုံလို့ရက်တန်ကြတဲ့အခါ နန္ဒီယာမိခင်ကနန္ဒီယာကိုတာရေဝတီယာဆုံးမခြင်းကခန့်နဲ့မိမဖြစ်နေပါပြီလက်ထပ်ယူပါလို့ဆိုပြီးတိုက်တွန်းလေတယ်နန္ဒီယာကလည်းအဲ့လိုဆိုကကောင်းပါပြီလို့ဝန်ခံကတိပြုလေတယ်နှစ်ဖက်မိဘတို့ကလည်းမင်္ဂလာနေ့ရက်ကိုရွေးပြီးတော့ရေဝတီနဲ့နန္ဒီယာကိုလက်ထပ်ပေးခဲ့လေတယ်လက်ထပ်ပြီးလို့ရေဝတီအိမ်ကိုရောက်တဲ့အခါနန္ဒီယာက ရေဝတီကိုတင်ဟာယဟန်တန်ဃာတော်များနဲ့ငါရဲ့မိဘတွေကိုကောင်းစွာပြုစု ုတုပ်ကျွေးသည်ရှိသောတင်ဟာငါနဲ့ထာဝရဒီအိမ်မှာနေခွင့်ရမယ်။အဲ့လိုမဟုတ်ကဒီအိမ်မှာငါနဲ့နေခွင့်မရရှိနိုင်ပါ။အဲ့ဒီအတွက်ဒီချက်ကိုသတိထားရဆောင်ရွက်ပြုလုပ်ပါလေလို့မှားကြတယ်။ ေဝဒီကလည်းကောင်းပါပြီလုံဝန်ခန်းကဗရာဂျီညိုဟန်ဆောင်ကလင့်အလိုကြလိုက်ဆောင်ရွက်ပေးခဲ့တယ်။ယေဝဒီမှာသားနှစ်ယောက်မွေးဖွားပြီးတဲ့အခါနန္ဒီယာရဲ့မိဘတို့ကလည်းကွယ်လွန်ခဲ့ပြီးတော့ပစ္စည်းဥစ္စာအားလုံးကိုနန္ဒီယာတို့ကပိုင်ဆိုင်ပြီးတော့ယေဝဒီကအင်ရှင်မအနေနဲ့အားလုံးကိုအုပ်စိုးထိန်းသိမ်းဆောက်ရှောက်ရတယ်။နန္ဒီယာဟာမိမိရတဲ့အမွေးဥစ္စာနဲ့ဖျားရှင်တရင်300 အဲ့ဒီပတ္တနာချောင်းတိုင်မှာဇရက်ကြီးလေးဆောင်ကိုဆောက်လုပ်လူရန်နဲ့ဇရက်များရေစက်ချတဲ့နေ့မှာ တောင်ရင်သာနှက်ပြီမှာဘုံဘိတ်မှန်ကြိုတင်ပေါက်ရောက်လေတော့တယ်နန္ဒီရဟာနှက်ပြီမှာမိမိဘိတ်ဘုံဘိတ်မှန်ပေါက်ကြောင်းရှမောက်ကလာမတဆင်ဂျာတိရတဲ့အခါအတိုက်ထက်အလွန်အလှကိုပြုတယ်မိဘတော့မရှိတော့တဲ့အတွက်ဂုံသွဲမှုကိုမိမိကိုယ်တိုင်ဦးစီးလုပ်ရလေတယ်ဒီနေ့ဂုံသွဲခီးထွက်ရန်ကိစ္စ ဩလာတယ်။ဇနိယေဝတီကိုတေချာစွာမှာကြားထားတယ်။ရှင်မယေဝတိငါတီထအပ်တဲ့တန်ဃာတော်များအားပေးအပ်တဲ့လူနဲ့ကိုယ်ကိုရာမရှိသူတို့အားပေးအပ်တဲ့အမြဲထမင်းကိုမမေ့မလျော့ပြုလုပ်ဆောင်ရွက်ပါလို့မှာထားတဲ့အခါယေဝတိကကောင်းပါပြီရှင်ဆိုပြီးပြောတယ်။နန္ဒီယာရောက်လျာအရက်ဒေသတော်မှာကုသိုလ်ကောင်းမှုတို့ကိုတတ်နိုင်သရွေ့ပြုလုပ်သွားတယ်။ ရေဝဒီယာအန္တရာကုံသွဲထွက်သွားတဲ့အခါနှစ်ရက်သုံးရက်များသာအလှဝတ်ကိုဖြစ်စေပြီးတော့ကိုကိုရမဲ့သူတို့ရဲ့ထမင်းဝတ်ကို အရင်ဖြတ်တောက်ပြလိုက်တယ်။ယဟန်တို့ကမဇကွဲထမင်းပုံးကြီးဟင်းကိုသာပေးလိုတယ်။ယဟန်တို့ဆွန်းစားတဲ့နေရာမှာမိမိစားကျွန်းဖြစ်တဲ့ထမင်းကအမေရုံရောနှောတဲ့စားပတ်အယူတွေကိုကျေးပြန့်ထားပြီးတော့ကျွန်းလူအများကိုခေါ်ပြတယ်။ယဟန်တို့လုပ်ပုံကိုကြည့်ရှုကြပါဦး။ တရား၍လူတဲ့ပစ္စည်းတွေကိုဒီလိုစွန့်ပစ်ကြကုန်တယ်ဆိုပြီးပြောတယ်။နန္ဒီယာကုံသွယ်ပြီးတဲ့အခါပြန်လာတယ်။ရေဝတီရဲ့အကြောင်းစုံကိုကြားရတယ်။ရေဝတီကိုချက်ချင်းအိမ်မှနှင်ထုတ်လိုက်လေတယ်။ဒုတိယနေ့မှာဖျားမှုရှိတဲ့တန်ဃာတော်များကိုကြီးစွာသောအလှူကိုပြုလုပ်တယ်။အမြဲလှူတဲ့စွန့်နဲ့ကိုယ်ကိုရမဲ့သူတွေရဲ့ထမင်းဝတ်ကိုလည်းပြန်လေတည်လေတယ်။နန္ဒီယာရဲ့တငယ်ချင်းတို့ကသားနှစ်ယောက်မျက်နှာငဲ့ပြီးတော့ ရေဝတီကိုပြန်လဲလက်ခံရန်တိုက်တွန်းမြစ်တာရက်ခံကြလေတယ်။အဲ့ဒီတော့နန္ဒီယာရေဝတီကိုပြန်လဲလက်ခံတယ်။ဒါပေမဲ့အရင်လို အရှင်မအဖြစ်အခွန်ကိုမပေးတော့ဘူး။စားတောင်းလောက်ရုံရိတ်ခါတာပေးထားတယ်။နောက်များမကြာမီကာလဝဲနန္ဒီယာဟာကွယ်လွန်ပြီးတော့တောင်ရင်သာနယ်ပြည်မှာသူ့အတွက်ပေါ်ခဲ့တဲ့ဘုံဘိမ္မာမှာနတ်သားဖြစ်ရလေတယ်။ ယေဝရီယာနန္ဒီယသေးတဲ့အခါအလုံးစုံသော လူဝတ်တို့ကိုဖျက်တောက်ပြစ်လိုက်တယ်။ယဟန်တို့ကြောင့်ငါအားလက်ပူဇော်တက္ကသီဆုပ်ယုပ်ရဤဆိုပြီးယဟန်တန်ဃာတွေကိုဆဲဆိုရရလျက်တရင်တဆင်လိုက်ပြီးတော့ပြောတယ်။ဝိသဝင်နမင်းကြီးကဘလူနှစ်ယောက်ကို ခေါ်ပြီးတော့အချင်းတို့တွားကြလို့ဘာယာနဒီပြည်၌ဤနေ့မှခုနှစ်ရမြောက်သောနေ့တွင်ရေဝတီကို အရှင်လက်လက်ငရဲသို့ပြစ်ချလာတဲ့ကြွေးကြော်ကြကုန်လို့ဆီခိုင်းလိုက်တယ်။ ဘလူးတို့ရဲ့ကြွေးကြော်သံကိုကြားရတဲ့လူပေါင်းတို့ဟာကြောက်ရွံ့ထိတ်လန့်ကြနေတယ်။ဒီအတန်ကိုရေဝတီရလည်းကြားတဲ့အတွက်ပြတ်သက်ထက်ကိုထက်ပြီးတော့တကားကိုပိတ်ခံနေလေတယ်။ခொနည်းမြောက်တဲ့နေမှာရေဝတီရဲ့တန်ကားပေါ်ဆော့ကားလာတဲ့အကုတ္တကံနေဆက်ရောက်လာပြီးဖြစ်တဲ့အတွက်ဝေဒဝင်းနမင်းစီခိုင်းလိုက်တဲ့ဘလူးကြီးနှစ်ယောက်ဟာရောက်လာတယ်။ဒီဘလူးကြီးတွေရဲ့ ပုံတရံကတော့တောက်ပြောင်တဲ့ဆင်မုတ်စိတ်တွေရှိတယ်။ပြားချက်ပြီးတော့ဖောက်ပြန်တဲ့နှာခေါင်းရှိတယ်။ကော့ညွတ်တဲ့အဆွဲတွေရှိတယ်။နှီးတဲ့မျက်စိရှိတယ်။မိအလျံလိုပြောင်ပြောင်တောက်တဲ့အသားရောင်တွေရှိတယ်။ဘလူးနှစ်ယောက်တို့ကရေဝတီနားကိုရောက်လာပြီးတော့အလွန်ရုပ်မာတဲ့စိတ်ထားရှိတဲ့ဟဲ့ရေဝတီထလို့ဆိုပြီးလက်မောင်းတစ်ဖက်ကိုတယောက်တစ်ဖက်ကိုင်းပြီးဆွဲခေါ်တယ်။ လူပေါင်းလဲမြင်စေသတိလို့ဆိုပြီးတော့ဘာယာနတိမြို့ကခီးမှတစ်ခုမှတစ်ခုလှဲ့လေပြတာပြီးတော့ ကောင်းကင်ကို တက်ပြီးတော့တောင်ရင်သာနတ်မြို့ကိုခေါ်ဆောင်သွားတယ်ပြီးရင်နန္ဒီယနတ်သားရဲ့ဘုံဘိညာနဲ့နတ်စည်းစိမ်ကိုပြတာလေတယ် ရေဝရီယာယတနမှာခုနှစ်ပါးနဲ့ကြွားကြွားဖိတ်ဖိတ်တောက်ပါနေတဲ့နေဝန်းကဲ့သို့အလွန်ထွန်းလင်းတောက်ပြောင်းတဲ့အယောင်လွှမ်းနဲ့ရွှေစာပြောက်ရွှေကွေတွန်နဲ့ဖုံးလွှမ်းပြီးတော့လှပတင်တဲ့ရှုဝဲမကြီးနတ်သမီးကညာအပေါင်းတို့နဲ့ဝန်းရံနေတဲ့နန္ဒီယာနတ်သားနဲ့ဘုံဗိမာန်ကြီးကိုမြင်ရတဲ့အခါမိမိကိုခေါ်လာတဲ့ဘလူးတို့ကိုဘသူရဲ့ဘုံဗိမာန်နာနီးလို့မေးလေတယ် ။ခိုင်ခါဘလူတော့ဟဲ့ရေဝတီဘာရနတိပြီမှာနန္ဒီယာအမိရှိတဲ့ဝင်တုံမှုတို့ကင်းကွာတော့ဥပဒကအလူရှင်တို့ရှိခဲ့တယ်။သူဟာသူတော်ကောင်းတို့ရဲ့ယေရှုကိုလည်းတည်တတ်တယ်။နေမင်းရဲ့အယောင်ကဲ့သို့တောက်ပြောင်ရင်းနေတဲ့ဒီဗိမာန်ကြီးဟာ ဒီနန္ဒီယဥမတကရဲ့ဗိမာန်ကြီးဖြစ်ပါတယ်။မွေကြိုင်လိုင်ကျူးစန္ဒကုဏ္ဍသာနဲ့လိန်ကြံထမ်းကြကုန်တဲ့နတ်သမီးပေါင်းတို့ဟာဗိမာန်အတွန်ပါမှာရှုမဝသဘွယ်ဖြစ်အောင် တင့်တယ်ကြပါကုန်နဲ့။ဒီရွှေဗိမာန်ကြီးမှာနတ်စည်းစိမ်အဖျားပြားကိုဝမ်းမြောက်စွာခံစားနေရသူကနန္ဒီယပင်ဖြစ်တယ်လို့ပြောတဲ့အခါအရှင်ဘလူးမင်းတို့ ကျမဟာနန္ဒီယရဲ့မယားဖြစ်ပါတယ်။ဥစ္စာအလုံးကို ပိုင်ဆိုင်တဲ့မိမဖြစ်ခဲ့ပါတယ်။အခုခါကျမလင်ဖြစ်တဲ့နန္ဒီယရဲ့ဗိမာန်မှာမွေ့ရောပါအာ။ကျမကိုငရဲကိုမပို့ကြပါနဲ့။ကျွန်တော်ကျမဟာငရေပြီကို ကြည့်ရှုရမတောင့်တခဲ့ပါငရေပြီကိုမမြင်လိုပါလို့ပြောတဲ့အခါဘလူတို့ကဟဲ့ရေဝတီမိမယုံတင်ဟာတောင့်တသည်ဖြစ်စေမတောင့်တသည်ဖြစ်စေတင်တောင့်တသည်ဖြစ်လဲဘာမှအကျိုးမရှိဘူး ဘလူတော့ကဒီလိုပြောပြီးရေဝတီကိုတာဝန်သားနှက်ပြီးမှဆွဲခေါ်ပြီးတော့ဩတတငရဲ့အနီးကိုခေါ်ဆောင်သွားကြတယ်။ဟဲ့ရေဝတီမိမယုတ်ဤငရဲ့ဒီသင်ခံစားဖို့ရန်ငရဲပဲ။တဟာလူပြည်မှာကုသိုလ်ကောင်းမှုကိုမပြုလုပ်ဘဲဝင်တိုဆင်းလဲ၍အမြဲတမ်းယဟန်ပုံနာ အာကိုရမဲ့သူတို့ကိုအမျက်ထွက်ခါပြမယုံမှမဟုတ်ကိုပြုခဲ့တယ်။ယုံမှတောင်းပြောင်းမကောင်းမှုကိုပြုတော့သူဟာနှက်ပြိနိုင်နေခြင်းကိုမရအပ်ဘူး။တင်ယခုတွေ့ရတော့ငရေပြိနိုင်တာနေရပြီမယ်ဆိုပြီးဘလူးနှစ်ယောက်တို့ဟာအဲ့ဒီလိုပြောပြီးတော့ဒီနေရာမှာပဲပျောက်ကွယ်သွားလေတယ်။ အဲ့ဒီခဏမှာပဲဘလူးနှစ်ယောက်နဲ့အလားတူတဲ့ငရေဒိနှစ်ယောက်တို့ဟာပေါ်လာတယ်။ရေဝတီကိုမစင်ကျင်ကြီးကျင်ငယ်လို့နဲ့ပုတ်ပွားယူစီးနေတဲ့ဥထငရေကိုရေဝတီကိုပြစ်ချရဆွဲယူတယ်။ရေဝတီကအလွန်ဆိုးဝါးစွာနာဆောင်နေတဲ့မဖြစ်ဘုတ်တို့ကိုမြင်တွေ့ရရေရွှေရှားကြောက်လန့်ပြီးတော့အရှင်တို့ဒီငရေကိုဘာငရေလို့ခေါ်ပါသလဲ။ဆဆဆိုရင်ရှာပွဲကျင်ကြီးကျင်ငယ်အနက်နေလှိုင်းနေပါကလားလို့မေးတယ် ဒီခါငရဲသားတွေကရေဝတီဒီငရဲဟာအတုတရာယောက်ျားတို့ရဲ့အရာမောင်းတရာအတုတရာနဲ့တဲ့ရွံပွဲမပြတ်ကြင်ကြီးကျင်ငယ်အသွဲသွဲစသည်တို့ယူစီးစေတတ်တဲ့တန်တော်ကငရဲမြည်ပါတယ်ဒီငရဲတွင်းကြီးထဲမှာတင်ဟာအနှစ်တစ်ထောင်မကတော့ကာလပတ်လုံးဆင်းရဲဒုက္ခခံစားရပါလိမ့်မယ်လို့ပြောတယ်ဒီခါရေဝတီကအရှင်တို့ ကျွန်ုပ်ကကိုနှုတ်စိတ်သုံးပါနဲ့အဘယ်မကောင်းမှုကို ပြုမိခွေရဲ့အတူတရာနဲ့တန်ငရဲတို့ကြာရောက်ရပါတည်းလို့မိတဲ့အခါကောက်ကျစ်လှဲ့ပြမာယာများလာတော့ဟဲ့ရေဝတီတင်ဟာယဟန်ပုံနာများနဲ့တရောင်းစားစားဒီတို့ကိုလိန်လေလှဲ့စားရုပ်မာတော့မကောင်းမှုများကိုပြုလုပ်ခဲ့ဒီကိုမတိကျင်အောင်ဆောင်နေရပါသလိုတင်ဟာဒီငရဲမှာအနှစ်တစ်ထောင်တို့ဘလုံးဆင်းရဲကြီးစွာခံစားရပြီမယ် အဲ့ဒီမှာတပါမစင်ကျွင်းကြီးထဲမှာနစ်မြုပ်နေရကတခါတရံပေါ်လာတဲ့အခါမှာလဲငရေဒိန်းတို့ဟာတင့်ရဲ့ခြေလက်နားနှာခေါင်းတို့ကိုအပိုင်းထစ်ဖြစ်အောင်တီးထစ်ခုတ်ဖြစ်ဖြတ်ကြမိမယ်အဲ့ဒီခါလက်ခြေနားနှာခေါင်းမရှိကြတော့ပဲတလူးလူးတလွန်းလွန်းဖြစ်နေတဲ့တင့်ရဲ့ကိုသားတို့ကို အတိုက်ဒါသုံးခါဦးများရှိတဲ့ကြီးပေါင်းတို့ကဝိုင်းအောင်လာပြီးတော့တစ်ပင်လုံးပမာဏရှိတဲ့ထက်လာစွာသောတန်းတို့ဒီလိုနဲ့ထိုးဆွာက စားတော့ခြင်းကိုလည်းခံရလာတဲ့ ဲ့လိုငရေဒိန်းတွေကပြောတဲ့အခါရေဝတီကအရှင်ငရေဒိန်းတို့ကျွန်တော်တောင်းမှမှာလေကျမကိုလူပြေကိုပြန်ဖို့ပေးကြပါကျမလူပြေကိုပြန်ရောက်ရင်ဒါနသီလဘာဝနာအဖျားပြားတို့ကိုကျိန်မှန်များစွာ ပြုလုပ်ပါတော့မယ်လို့ရေဝတီကငိုယိုတောင်းမှလို့ပြောကြတယ်ဒီခါငရေဒိန်းတွေက ရေဝတီတင်အားရှိအခါကမေရော့ပေါ်စားပြီးယခုအခါဆင်းရဲမျိုးစုံငရေပုံကိုမြင်ရမှာ ရေကြုံးမရခြုံညုံချခံကိုကြွေးတောင်းပန်တော်လည်းမရတော့ဘူး။တင်ပြခဲ့တဲ့မကောင်းမှုကအားလျော်စွာတင်ဟာခံစားရမည်ဖြစ်တဲ့အတွက်ငါတို့ဟာတင့်ကိုလူပြည်ကိုပြန်ဖို့ရန်လုံးဝမတတ်နိုင်။ရှေးကတင်ပြခဲ့တဲ့မကောင်းမှုကအကျိုးကိုတင်မဲပြန်ခံစားရတော့ပါမယ်လို့ပြောတယ်။ဒီကရေဝတီယာငိုကြွေးမြည်တမ်းမြည်တမ်းပြီးတော့မိမိပြုခဲ့တဲ့အကုသူတို့ကိုတတိပေးစကားပြောကြတယ်။ထို့သောအကုသူမျိုးကိုမပြုလုပ်ကြရန်တိုက်တွန်းတယ်။ အဲ့ဒီနောက်မိမိဟာလူဘဝပြန်ရောက်ကသူတို့ကောင်းတို့ဟောကြားသောတရားကိုကောင်းစွာနာကြ၍များစွာသောကောင်းမှုတို့ကိုပြုလုပ်ပါမည်လို့မြည်တမ်းပြောဆိုရဲအဲ့ဒီလိုမြည်တမ်းပြောဆိုစင်မှာပဲငရဲဒိန်းတို့ကရေဝတီကိုငရဲကိုပစ်ချချလီတော့တယ်ဒါကြောင့်ဓမ္မမိတ်ဆွေသူတို့ကောင်းအပေါင်းတို့မကောင်းမှုအကုသို့ဆိုတာ အင်မတန်ကြောက်စရာကောင်းလာပါတယ်။အပယ်လေးပုံကိုကြက်ရောက်သွားပြီဆိုလို့ရှိရင်လူပုံကိုပြန်ရောက်ဖို့မလွယ်တော့ပါဘူး။ဒါကြောင့်မကောင်းမှုအကုသို့မှန်သမျှကိုဝေးဝေးကရှောင်ချသတိထိမ့်ပြီးရှောင်ရှားလို့ကောင်းမှုကုသို့ပေါင်းကို အစဉ်အမြဲပြုနိုင်ကြပါစေကုန်သတည်း။